thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အဆက်ဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်တိုင်းပြည်မှာရှာစုနှစ်တနေ့အတွင်းအပြင်းထန်ဆုံးလို့ပြောလို့ရတဲ့မြင်းငလင်းကြီးလှုပ်ခတ်သွားလို့တကမာလုံးကစာနာကိူနာတက်စွာနဲ့ဝိုင်းဝန်းကူညီနေကြပြီးမြဲအဲ့ဒီထဲမှာမင်းအောင်လိုက်တဲ့ဖွဲ့ကတော့မပါဝင်ပါဘူး၎င်းတို့အလုံးအစဉ်တစက်ခံယူထားကြတာကအများအမြင်မှာအားပြော့သွားပြီဆိုတာကိုအထင်မှတ်နိုင်ကြတာဖြစ်ပါတယ်အခုလည်းမျက်စိရှင်းမြောင်မှာတမျိုးလုံးညီမပြက်စီပြီးလူများရှာနေချီပြိမိနေပြီးတောင်းချီနေတယ် ိုင်ငံတကာမှကယ်ဆင်းလုပ်သားတွေကပြိုကျပျက်စီးနေတယ်။အင်္ဂလိပ်တုံးများအုတ်ကျိုးအုပ်ပယ်တွေကိုတူးဆော်ရှာဖွေနေတာကိုတွေ့နေရပါလဲမပြောသင့် ပြောတင်မှန်ချိန်စားရကောင်းမှန်မသိတဲ့ရွှေကောက်ပွဲကိုစီစဉ်ထားတဲ့အတိုင်းဆက်လုပ်သွားမယ်လို့ပြောလာပါတယ်။တရုတ်ရဲ့ဘီယာပေးမှုကြောင့်၅ရက်ကြာပြီးနောက်မှသာအပြည့်အခတ်သုံးပတ်ရန်နာမယ်လို့ကြေညာထားတော့လေ။အဲ့ဒီနောက်ပိုင်းဒီကြောင့်မှ16ကျင်းအခြားတိုက်ခိုက်မှုအကျဉ်း60ကျော်ဖောက်ပြက်ခဲ့တယ်လို့ဂျနီပါရှင်ကုလလူအခွင့်အရေးယုံမှမြန်မာအရေးပြောခွင့်ရမှသတင်းတောက်တွေကိုထုတ်ဖော်အသိပေးခဲ့ပါတယ်။အဆိုပါယုံမှပဲစစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့များစုမုံနေတဲ့ငလင်တန်တဲ့ဒေသမှာပြည်သူတွေထံလူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရောက်ရှိစေဖို့ကန့်သတ်ပေး ပြင်းနေကြောင်းလည်းပြောဆိုလိုက်ပါတယ်။၎င်းတို့ရဲ့ကတိပေးချက်တွေကဘလို့မှယုံစားလို့မရဆိုတာကိုနိုင်ငံတကာကသိရှိသွားပြီးအဲ့ဒီလိုလူမျိုးတွေနဲ့ဇပွဲဝိုင်းအတူထိုင်ပြီးနိုင်ငံရေးဖြည့်ရှင်ချက်ရရှိဖို့ဆိုတာကရေးပေါ်မှာအယုတ်ရေးတလို့သာဖြစ်နေပါလိမ့်မယ်။ဒါကမြမအရေးဖြည့်ရှင်ရမယ်လို့တစားစားကြွေးကြော်နေသူတွေကကောင်းစွာသိထားပါနေရဲ့ political ကော်ရက်နက်အဖြစ်သာစိတ်ထဲမှာမယုံကြည်ပဲပြောဆိုနေကြခြင်းသာ ဖြစ်ပါတယ်ဒီလိုမဟုတ်ဘူးဆိုပါကစိတ်ဖောက်ပြန်နေကြသူများဖြစ်ပါတယ် The Conversation website မှာ Now then Lawrence University မှာမြန်မာအရေးအသေးစိတ်လေ့လာထားသူတအုပ်ကစစ်တပ်အုပ်ချုပ်လာတဲ့နှစ်ပေါင်း60ကျော်အတွင်းတဘာဝ BNN ဖြစ်ပွားလာတိုင်း၎င်းတို့အကျိုးရှိရရှိကြအတွက်သာအမျက်ထုတ်ခဲ့ကြတဲ့အစဉ်လာတွေကရှိတာပြီးဖြစ်တယ်လို့ရှင်းသားထားပါတယ်။လူတသိန်းကျော်သေဆုံးခဲ့တဲ့နာကင်းမုံတိုင်းတန်းကြောင့်တနိုင်ငံလုံးပူဆွေးသောကရီနဲ့ပြားများနေချိန်မှာပဲ၎င်းတို့ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအတွက်ဆန္ဒခွင့်ယူပွဲကို ရှက်သက်တပတ်အနေငယ်အတွင်မှာပဲလုတ်ပြအောင်လုတ်ခဲ့ပြီးမဲပြပိုင်ခွင့်ရှိသူများထဲမှာ68ဒသမ12ရာခိုင်နှုန်းလောက်လာရောက်မဲပြပြီးထောက်ခံမဲ62ဒသမ48ရာခိုင်နှုန်းရရှိခဲ့တယ်လို့ကြေညာချက်ကကြေညာကအတည်ပြုခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲကိုလည်းနိုင်ငံရေးဖြည့်ရှင်ချက်မျိုးဖြင့်နိုင်ငံတကာမှဈေးပန်ခင်းလာတော့လေ၎င်းတို့နဲ့မကင်းရမကင်းကြောင်းတွေကဘာမှမလုပ်တာထက်ဆိုင်တော်သေးပါတယ်လို့ဆိုပြီးထောက်ခံပေးလာကြပါတယ်။၎င်းတို့နိုင်ငံအနှံ့မူကျုပ်ပြစ်တယ်လို့ဖြစ်သွားကြတာကိုမစင်စားမစင်ကျင်မဲ့လုပ်ခဲ့တာကိုထံရွက်နဲ့ကာယံစူးစမ်းနေမှုမျိုးသားဖြစ်တယ်လို့အားလုံးကသိထားကြပြီဖြစ်ပါတယ်။ The conversation မှာ၎င်းတို့ဖြည့်ဆင်းခဲ့တဲ့ဒီမိုကရေစီကိုလည်းမန္တလေးရှိမြင်းကလင်းတန်းကျောင်းထိကိုက်ပြိုလဲသွားမှုနဲ့နိုင်ရှင်ဖော်ပြထားတဲ့ပုံကိုတွေ့မြင်နိုင်ပါတယ်။စစ်တပ်က၎င်းတို့ဆက်လက်ရည်တည်နိုင် အတွက်ထွက်ပေါက်ဖြင့်လက်ရှိမြင်းကလင်ကြီးကိုကောင်းစွာအသုံးချနိုင်တဲ့အခွင့်အရေးကိုလည်းလက်လွတ်ခဲ့ကြတဲ့အကူအညီများလက်ခံခြင်းအပြစ်ခတ်ရစိမ်းဆိုတာကိုလည်းတကယ်တမ်းမကောင်းဆိုးဝါးသဖွယ်ဖြစ်နေတဲ့၎င်းတို့ရဲ့ပုံရိပ်ကောင်းလာစေဖို့သာကြီးညာခဲ့ခြင်းဖြစ်တော့လေတကယ်တမ်းမှာတော်လိုင်းတက်တွေအားနေတော့အခွင့်ကောင်းရှိဖို့အတွက်သာဖြစ်ပါတယ်၂010နောက်ပိုင်း၎င်းတို့ရဲ့ပြုပြင်ပြောင်းလဲရေးတွေကလည်းငလင်ကြောကြီးပေါ်မှာတိစောက်ခဲ့ခြင်းမျိုးဖြစ်လို့2021မှာပြိုလဲသွားခဲ့ရခြင်းဖြစ်ပါတယ်လက်ရှိ2025မြင်းကလင်ကြီးကိုအခွင့်အရေးတရအပြင်အမြတ်ထုတ်နေမှုတွေမှာလည်း ဲ့အချိန်တန်ရင်ပျက်စီးကျွမ်းသွားမှသာဖြစ်ပါတယ်။မင်းရောင်လိုင်က၎င်းရဲ့လုံရက်ကိုအဟုတ်ကြီးထင်နေဟန်ရှိပြီးရွေးကောက်ပွဲကိုဆက်လုပ်သွားမယ်လို့ညီပေါင်းဝင်ကြီးချုပ်နဲ့တွေ့ဆုံစဉ်အတည်ပြုပြောဆိုသွားခဲ့ပါတယ်။၎င်းကအိန္ဒိယနဲ့ထိုင်းဝင်ကြီးချုပ်တို့နဲ့လည်းတီးခြားတွေ့ဆုံဝင်ရှာခဲ့ပြန်ပါတယ်။မိုဒီမရွေးကောက်ပွဲကအားလုံးပါဝင်ပြီးယုံကြည်လက်ခံနိုင်လောက်တဲ့ရွေးကောက်ပွဲမျိုးဖြစ်မယ်လို့တတိပေးသွားခဲ့တယ်။ပဋိပက္ခမှန်သမျှကိုစည်ရင်ရဖြည့်ရှင်းဖို့ဆိုတာကဘယ်လိုမှမဖြစ်နိုင်ပေအားလုံးအတူတကွာဆွေးနွေးညှိနှိုင်းခြင်းနဲ့သာအဆုံးသက်ရောက်ထုံးစံရှိရလို့လေကုံ ံခံပြီးကျွဲပါဆောင်တိပြခဲ့ပါတယ်။မင်းအောင်လိုင်ကပွဲတက်တွင်များလေး၎င်းမှာ personality က ခရစ်စမာလို့ခေါ်တဲ့ဩစာတိတ်ကမာနဲ့ပြည်စုံသူမဟုတ်ကြောင်းအထင်ကြီးစရာတကွက်မှမရှိကြောင်း၎င်းနဲ့စကားပြောခဲ့တဲ့လူတိုင်းရှိကိုထုတ်ကိုဖြေပြလေဖြစ်တယ်ဆိုတာကသိကြပါတယ်ဒါကလည်းပြည်ပကောင်းဆောင်နေတဲ့တွေ့ဆုံခဲ့တာရင်းဖုန်းနဲ့စကားပြောဆိုခဲ့တာတွေကို၎င်းတို့မီဒီယာတွေမှာပဲထုတ်လွှင့်ခဲ့ကြပြီးကြားရသူအပေါင်းကဒီလိုပဲယူဆထားပြီးဖြစ်တာကြောင့်ပြည်ပနိုင်ငံတွေမှာခေါင်းဆောင်တွေကရောအဲ့လိုမယူဆပဲနေကြမှာလားမင်းအောင်လိုက်ဖို့တွေးတက်မယ်ဆိုရင်အဆက်ပြန့်ပြန့်ကွဲဆင်အောင်ဖြစ်ခဲ့ရတာက၎င်းကိုလာခွင့်ပြုခဲ့တဲ့အပြင် ံဝေဖန်ခံနေရတဲ့အတိုင်းဆိုရမှာ ကမန်းကနန်းဖြည့်ရှင်းချက်ထုတ်လာခြင်းပဲဖြစ်ပါတယ်မိမိတို့ကအင်ရှင်နိုင်ငံဖြစ်တဲ့အာလီယော်စွာဝတ္တရားရှိတဲ့အတိုင်းလုံဆောင်ရခြင်းသာဖြစ်ကြောင်းအဖွဲ့ဝင်တနိုင်ငံပြက်ကွက်ကပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ဖို့ဖြစ်နိုင်ဘူးလို့ထိုင်းနိုင်ငံသားဝင်ကြီးနဲ့သတင်းပြန်ကြားရေးညွှန်ချုပ်ကရှင်းပြခဲ့ပါတယ်ဆန္ဒပြသူတွေက၎င်းတဲကိုရာရှန်ဂရီလာဟိုတယ်အနီးမှာလူသက်သမားမင်းအောင်လိုင်ကိုငါတို့မကြိုဆိုးဆိုတဲ့ဗန်နိုင်းစာရန်ကြီးချိတ်ဆွဲခဲ့ပါတယ်ပြည်တင်ရှိဖွဲ့စည်းများမှာအလူငွေကောက်ခံရမှာချားပင်ရင်နဲ့မိဖုရားတို့မှာရှမ်းရရော်ရော်ထက်ဝင်ခဲ့ပြီးတရက်သေးနေစတာလင်ပေါင်း9.5တန်ရရှိသွားခဲ့ တယ်လို့သိရပါတယ်။အိန္ဒိယ၊ဂျပန်၊ဩစတြေးလျနဲ့အမေရိကန်တို့အပါအဝင်ဖွဲ့စည်းထားတဲ့ QUAD လို့လူတည်များတဲ့လေးနိုင်ငံအဖွဲ့မှဒေါ်လာတန်း30ကုညီထောက်ပံ့သွားမယ်လို့ကတိပြုကြေညာခဲ့ပါတယ်။အားလုံးကအခုချိန်မှာစာနာတနာမှု emotion နဲ့မြင့်တက်နေပြီးတခုခုလှုပ်ပေးမှဖြစ်မယ်လို့ပြောဆိုလူတန်းနေတော်လဲစစ်ကောင်စီလက်ထက်ရောက်သမျှတဲ့မှာငလင်တန်းတဲ့လူလူတန်းဆရာကိုင်တို့ရောက်ရင်တော့ကံကောင်းလို့ဒေါ်မီမီဝင်းဘက်က ARD နဲ့တွေ့ဆုံမိမြန်မှုမှာ ပြောဆိုသွားကြောင်းသတင်းမှာဖော်ပြထားပါတယ်။ ဇလဘီလိုက်ကော်မြို့နယ်ပီကင်းကောခူရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၅ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ KNI ဘီလိုက်ကော်မြို့နယ်မိုးပြဲမြို့ကြားရှိပီကင်းကောခူကျေးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းလက်နက်ကြီးနဲ့တိုက်ခိုက်ရာပြည်သူ၅ဦးသေဆုံးခဲ့ကြောင်း KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနမှတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါတယ်။မင်းကဤပြည်လာလီရဲ့မနက်၁၇နိုင်ခွဲခန့်ကလိုက်ကော်မြို့နယ်ပီကင်းကောခူကျေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမိုးပြဲမြို့အခြေဆိုင်ခမာရ၄၂၂တပ်မှလက်နက် ြီးတွေနဲ့ပြစ်ခတ်ခင်ရာ ပီကင်းကော့ကူကျင်းရွာအတွင်းရှိပြည်သူအမျိုးသားတဝထိမှန်တိဆုံးခဲ့ကြောင်းအကြံဘတ်စစ်ကောင်စီရဲ့ခမာရ420နှစ်တိုင်ရင်တွင်မှမိုးပြဲမြို့တွင်နဲ့အနီးဝင်းကျင်ကျင်းရွာတွေကိုတနင်္ဂနွေနီးပါးလက်နက်ကြီးတွေနဲ့အကြမ်းမဲ့တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မနက်ပိုင်းတပိုင်းလုံးနီးပါးပီကင်းကော့ကူကျင်းရွာနဲ့အနီးတစ်ဝိုက်ကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဘယ်နှလုံးလဲဆိုတော့အတိအကျပြောရခက်ပါတယ်။နေအိမ်တွေတော်တော်များများပြက်စီးရဲ့ဘလောက်ပြက်စီးရဲ့ဆိုတာတော့တိတိကျကျကောက်ခံနိုင်ခြင်းမရှိပါဘူးလို့ KNTF ပေါ်သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူ တောင်းကသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ထို့အတူနေ့လယ်၂နာရီကျော်အချိန်မှာလွိုက်ကော်မြို့နယ်ပီကင်းကော့ခုချင်းရွာအတွင်းကိုစစ်ကောင်စီလက်ထက်ကတိုက်နေရင်းနဲ့ဘုံနှလုံးချင်းချတိုက်ခိုက်ရာချင်းရွာအတွင်းရှိနေအိမ်များထိမှန်ပြန့်စီပြီးနေအိမ်များအတွင်းမှာရှိတဲ့အရက်ပြည်သူအမျိုးသားလေးဦးထိမှန်သေဆုံးခဲ့ကြောင်းဒါအပြင်တရားရရှိသူများလည်းများပြားခဲ့ကြောင်းသိရပါတယ်။အကြံဖက်စစ်ကောင်စီကနိုင်ငံတော်သဘာဝဘေးတင်ချိန်မှာရှာရင်အပြစ်ခံရစဲထားမယ်လို့အေပီနေရနေ့မှာထုတ်ပြန်ခဲ့တော်လဲ။ကရင်ပြည်နယ်အတွင်းကိုအေပီလာနေရနေ့မှာစပြီးဒီကနေ့တင်လေးကြ ောင်းတိုက်ခိုက်မှုတွေကိုစတိုင်လုဆောင်နေရရှိကြောင်းသိရပါဗျ။ စစ်တပ်ကအရှက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးနေသောတိုက်ခိုက်မှုတွေကိုအရှက်ညွန့်မင်းစွာပြုလုပ်နေခြင်းဖြစ်ပြီးစစ်ကောင်စီနည်းနဲ့၎င်းတို့ထုတ်ပြန်ထားတဲ့အပြစ်ခံရေးစိုင်းရင်ကြီးညာချက်အတိုင်းလိုက်နာဆောင်ရွက်ခြင်းမရှိကြောင်း KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကသုံးသပ်ပါတယ်မြန်မာနိုင်ငံငလျင်ဘေးတင်ခဲ့တဲ့မလ28ရက်ကစပြီးဒီကနေ့ထိ KNDF ပြည်နယ်အတွင်းစစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုကြီး၃ချိန်တိုက်တိုင်လှုပ်ဆောင်ခဲ့ပြီးလက်နက်ကြီးပစ်ခတ်မှုတွေနေ့စဉ်နေ့ပါလှုပ်ဆောင်လျက်ရှိကြောင်းဒါကြောင့်ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်နဲ့တဘာဝဘေးရန်တွေဆိုင်ရာအန္တရာယ်များ အချိန်မီကြာရောက်လာနိုင်တဲ့အတွက်လုံခြုံရေးအသည့်တတိရှိကြဖို့အထူးတိုက်တွန်းထားတယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်။ စစ်ကောင်စီရဲ့အဓမ္မစစ်သားစုဆောင်းခံရသူပြည်သူစစ်မှုတန်းပါစများမှယခုရက်ပိုင်းမှာရှေ့တဲ့စစ်မျက်နှာတွေမှာထိခိုက်ကြဆုံးမှုတွေများပြားလျက်ရှိကြောင်း NUG ကကွယ်ဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရယ်နိုင်ငံရေးအမြင့်ရှိတဲ့လူငယ်တွေကတော့အမျိုးသားညီညွတ်ရေးအစိုးရနဲ့တော်လိုင်းအင်အားစုတွေထံကြိုတင်ဆက်သွယ်ပြီးလက်နက်နဲ့တကွာပြည်သူရင်တွင်ဝင်ရောက်ခြင်းအလင်းဝင်ခြင်းအကြမ်းဖက်စစ်တပ်မှထွက်ပြေးခြင်းတို့လုဆောင်လျက်ရှိတယ်လို့အသိပေးပါရယ်လက်ရှိစစ်စင်ရေးအခြေအနေရစစ်ကောင်စီတပ်အနေနဲ့ပြည်သူခုခံတော်လှန်စစ်အတွင်း၎င်းတို့ရင်အင်အားအစမတန်ပြုံးတိလျက်ရှိခြင်းထောက်ပို့ က်ကြောင်းပြတ်တောက်နေခြင်းကြောင့်မြေပြင်မှာထောက်ပို့လုပ်ဆောင်ဖို့မတတ်နိုင်တော့ပေလေကြောင်းမှသာထောက်ပို့ဆောင်ရွက်ရခြင်းနိုင်ငံအနေနဲ့တက်ပြန့်ချတာပြီးပြည်သူဒေါ်လာအင်ကိုဟန်တားရမဖြစ်နိုင်တော့ခြင်းတံပြန်ထိုးစစ်မစင်နိုင်ခြင်းဒေါ်လာအင်အားစုများတင်ယူထားတဲ့မြေတိမျိုးစကန်တစ်ခုကိုမှပြန်လည်တင်ယူနိုင်စွာမရှိတော့ခြင်းခရမ်းမီကြောင့်မလုံမလောက်ဖြစ်နေခြင်းစားရအားနည်းချက်များကြောင့်တွေ့နေရတာကိုထင်ထင်ရှားရှားမြင်တွေ့လာရတယ်လို့ထုတ်ပြန်ပါတယ် စစ်ကောင်စီက၎င်းရဲ့လူအင်အားချို့ထည့်တဲ့ပြည်ထနာကိုဖြည့်ရှင်ဖို့အဓမ္မစစ်သားစုဆောင်တဲ့ဤကိုမိုက်မဲစွာကျင့်သုံးနေခြင်းဖြစ်ကြောင်း NUG ကကွင်းဝင်ကြီးကထုတ်ပြန်ပါတယ်။ကရင်မျိုးသားစင်ယုံ KNU ကလည်းအတင်းအဓမ္မစစ်သားစုဆောင်ခံရသူများအနေနဲ့ရှားတဲ့ဤနဲ့တော်လိုင်းတက်တွေထန်ဆက်သွဲပြီးပြည်သူ့ဘက်ပူပေါင်းဖို့တိုက်တွန်းထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။